ဒီနေ့တော့ကျွန်တော်တို့အိန္ဒိချင်းအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံမှာလက်ရှိဖြစ်ပျက်နေတဲ့အလွန်စိတ်ဝင်စားစရာကောင်းပြီးတစ်ဖက်မှာလည်းစိုးရိမ်စရာကောင်းတဲ့အခြေအနေတွေကိုအသေးစိတ်ဆွေးနွေးတင်ပြသွားကြပါမယ်။သတင်းကောင်းတွေမှာတော့တရုတ်နဲ့ဂျပန်ကြားကတင်းမာမှုတွေအီတလီကငြင်းပယ်လိုက်တဲ့ခရမ်းညင်သီးတွေတရုတ်ပြည်ရင်းကအွန်လိုင်းဈေးဝယ်လောကရဲ့ဗျံပဒါအခြေအနေတွေနဲ့သမရာကြီးရှီကျင်းဖျင်ရဲ့အာနာတီမဲမှုပေါ်မေကွန်ထုတ်စရာဖြစ်ရတွေအများကြီးပါဝင်နေပါတယ်။ဒီရက်ချက်တွေအားလုံးဟာတရုတ်ပြည်ရဲ့ပြည်ရင်းရင်းနဲ့ နိုင်ငံတကာဆက်ဆံရေးမှာကြီးမားတဲ့အကွဲအကြောင်းတွေကိုဖော်ပြနေပါတယ်။ကဲတခုချင်းစီကိုအေးအေးဆေးဆေးအသေးစိတ်သုံးသပ်ကြည့်ကြရအောင်ပါ။ပထမဆုံးပြောချင်တာကတော့တရုတ်နဲ့ဂျပန်ကြားကဆက်ဆံရေးအခြေအနေပါပဲ။လက်ရှိမှာနှစ်နိုင်ငံဆက်ဆံရေးဟာအတော်လေးကိုအေးဆက်တင်းမာနေပါတယ်။ဒီအခြေအနေကိုပိုဆိုးစေတာကတော့ဂျပန်ရောက်တရုတ်နိုင်ငံသားတချို့ရဲ့အစွန်းရောက်အပြုအမူတွေပါပဲ။တရုတ်တွေကိုမောင်းထုတ်ကြဆိုတဲ့အတန်တွေဂျပန်လူမှုကွန်ရက်တွေမှာကျေလောင်လာရတဲ့အကြောင်းရင်းကိုကြည့်ရအောင်ပါ။ကားပါကင်လူဝဲကနေလူသက်ရန်ကြံစီမှုအထိဖြစ်ရက်က ဂျပန်ပြည်သူတွေကိုတော်တော်လေးဒေါသထွက်စေခဲ့ပါတယ်။နိုဝင်ဘာလ10ရက်နေ့ကဂျပန်နိုင်ငံနာရာစီရင်စုကအမြန်လန်းရည်ရနာစခန်းတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ရည်ရနာစခန်းတွေကြက်တဲနေတဲ့အချိန်မှာ ကားပါကင်နေရာလူရာကနေစကားများကြတာပါ။အသက်38နှစ်အရွယ်တရုတ်မျိုးသားဘာအိုဂျင်ဆန်မောင်းနဲ့တူတိုင်အယ်ဖာကနဲ့ဂျပန်အမျိုးသားတဦးတို့အငင်းပွားကြတာပါ။ပုံမှန်ဆိုရင်ဒါဟာတာမန်ရန်ဖြစ်မှုလေးပါပဲ။ဒါပေမဲ့တရုတ်မျိုးသားကကားပေါ်တက်ပြီးသူ့ရှေ့မှာရက်နေတဲ့ဂျပန်အမျိုးသားကိုကားနဲ့တိုက်ချလိုက်ုံနဲ့မကဘဲ။ ကာဘွန်နဲ့ဖုံးပေါ်မှာတင်လျက်သားနဲ့မီတာ90လောက်မောင်းထွက်သွားခဲ့တာပါ။ဂျပန်မျိုးသားကပြုံမကြအောင်ဖတ်တွေထားရပြီးတစ်ဖက်ကလည်းအသက်လူပြီးရဲကိုဖုံးဆက်ခဲ့ရပါတယ်။ဒါဟာဂျပန်ဥပဒေအရလူသက်ရန်ကြံတည်မှုမြောက်ပါတယ်။ဂျပန်မှာကဒဏ်ရာပြင်းထန်မှမဟုတ်ပါဘူး။တစ်ဖက်သားရဲ့အသက်အန္တရာယ်ကိုဘယ်လောက်ထိခိုက်စေနိုင်သလဲဆိုတဲ့အန္တရာယ်အတိုင်းတာပေါ်မူတည်ပြီးအမှုဖွင့်တာပါ။တရုတ်မျိုးသားကတော့သူ့မှာတတ်လို့ရတဲ့ဆန္ဒမရှိပါဘူးလို့ငြင်းဆိုပေမဲ့ဂျပန်ရဲတွေကတော့သူ့ကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းဟာဂျပန် Yahoo News နဲ့လူမှုကွန်ရက်တွေမှာအလင်းမြန်ပြန့်နှံ့သွားပြီးဂျပန်ကိုလာရင်ဂျပန်စည်းကမ်းကိုလိုက်နာပါတရုတ်တွေရဲ့အကြမ်းဖက်လူစိတ်ကကြောက်စရာကောင်းတယ်ဆိုပြီးဝေဖန်မှုတွေမြင့်တက်လာပါတယ်ဒီလိုပြင်းထန်တဲ့ယာဉ်ဝင်းမှုကျူးလွန်မှုကဂျပန်လူထုရဲ့စိတ်ထဲမှာတရုတ်နိုင်ငံသားတွေပေါ်အမြင်ဆိုးတွေပုံမူကြီးထွားလာစေပါတယ်နောက်ထပ်မီးလောင်ရာလေပင်းတဲ့ကိစ္စကတော့တရုတ် influencer အဖွဲ့ရဲ့ F3bit basketball group ရဲ့ကိစ္စပါ သူတို့ကတိုကျိုမြို့ရဲ့အစီကားသုံးရှီဘူယာလမ်းဆောင်မှာလမ်းသွားလမ်းလာတွေကိုပိတ်ဆို့ပြီးအကဗီဒီယိုတွေရိုက်ကူးခဲ့ကြပါတယ်။ပို့ဆိုတာကအမြင်အာရုံချုပ်တဲ့သူတွေလမ်းလျှောက်တဲ့အဝါရောင်လမ်းကြားတွေကိုပါပိတ်ဆို့ပြီးကခုံခဲ့ကြတာပါ။ TikTok မှာ follower 3.8သန်းကျော်ရှိတဲ့ဒီအဖွဲ့ဟာဂျပန်နဲ့တရုတ်တွေရဲ့ဝိုင်းဝန်းပစ်တင်ရှုံချတာခံရပြီးနောက်ဆုံးမှာတော့တိတ်တဆိတ်ပြန်ပြေးသွားခဲ့ရပါတယ်။သူတို့ဟာခရီးသွားဗီဇာနဲ့လာပြီးစီးပွားဖြစ်ရိုက်ကူးမှုတွေလုပ်ခဲ့တာမို့ဥပဒေနဲ့လည်းမညီညွတ်ပါဘူး။ဒီလိုမျိုးအများပြည်သူကိုနှောက်ယှက်ပေးတဲ့အပြုအမူတွေဟာ တရုတ်နိုင်ငံသားတွေရဲ့ပြည်ပကပုံရိပ်ကိုအကြီးအကျယ်ထိခိုက်စေပါတယ်။တရုတ်နိုင်ငံသားတွေရဲ့ပြည်ပကအပြုမူတွေကလည်းတဆင့်ပေါ်ပေါက်လာတဲ့ဒီလူမှုရေးတင်းမာမှုတွေဟာနိုင်ငံရေးအကျိုးဆက်တွေကိုဘယ်လိုဆောင်ကျဉ်းနိုင်မလဲဆိုတာကိုအသေးစိတ်ဆက်လက်သုံးသပ်ကြည့်ကြပါမယ်။တရုတ်နဲ့ဂျပန်ကြားကဆက်ဆံရေးရာအဓိကအဖြစ်သမိုင်းကြောင်းဆိုင်ရာမကြေနက်ချက်တွေနဲ့ပိုင်တဲ့နေမြေငင်းပွားမှုတွေပေါ်မှာအခြေခံနေတာပါ။ဒါပေမဲ့အခုလိုတာမန်ပြည်သူအဆင့်မှာပါအဆုံးရောက်မှုတွေပေါ်လာတဲ့အခါနိုင်ငံရေးသမားတွေကဒါကိုလက်နက်အဖြစ်အသုံးချလာပါတယ်။ ဂျပန်နိုင်ငံရေးရဲ့တိမမှုကိုကြည့်မယ်ဆိုရင်ဂျပန်ပြည်သူများ၏လုံခြုံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတရုတ်ဆန့်ကျင်ရေးမူဝါဒတွေကိုပုံမခိုင်မာအောင်ဖန်တီးလာနိုင်ပါတယ်။ရင်ရနာစခန်းမှာဖြစ်ခဲ့တဲ့လူသက်ရန်ကြံစည်မှုဟာဂျပန်ပြည်သူတွေရဲ့စိတ်ထဲမှာတရုတ်တွေဟာကျွန်တော်တို့နိုင်ငံရေးရဲ့လုံခြုံရေးကိုချိန်ချောက်လို့ရဲဆိုတဲ့အတွေ့ကိုပုံမခိုင်မာစေပါတယ်။ဒီလိုပြည်သူအမြင်တွေပြောင်းလဲလာတဲ့အခါဂျပန်အစိုးရဟာတရုတ်နဲ့ပတ်သက်တဲ့ဗီဇာမူဝါဒတွေစီးပွားရေးဆက်ဆံရေးကန့်သတ်ချက်တွေကိုပုံမတင်းကျပ်လာဖို့ဖိအားပေးခံရမှာဖြစ်ပါတယ်။ ဒါအပြင်အမေရိကန်ဂျပန်လုံခြုံရေးမဟာမိတ်အဖွဲ့ရဲ့ခိုင်မာမှုကိုလည်းပုံမှုမြင့်တင်လာနိုင်ပါတယ်။တစ်ဖက်မှာလည်းတရုတ်အစိုးရရဲ့အနေထားကပိုပြီးရှုပ်ထွေးပါတယ်။ပြည်ပရောက်တရုတ်နိုင်ငံသားတွေရဲ့အပြုအမူမသိလျော်တာတွေကိုတရုတ်အစိုးရကတရားဝင်ရှုတ်ချဖို့ဆိုတာမလွယ်ပါဘူး။ဘာလို့လဲဆိုတော့တရုတ်ကွန်မြူနတီပါတီ CCP ဟာပြည်သူလူထုရဲ့မျိုးသားရေးစိတ်ဓာတ်ကိုအမြဲတမ်းလှုံ့ဆော်ပြီးအာဏာတည်မြဲအောင်ကြိုးစားနေတာပါ။အခုလိုဖြစ်ပျက်တွေဖြစ်လာတဲ့အခါတရုတ်အစိုးရဟာဂျပန်ရဲ့မီဒီယာတွေကိုတရုတ်မုန်းတီးရေးဝါဒဖြန့်နေတယ်လို့ပြန်လည်ဆွဆွဲကြတာ။ ီရင်းကတရုတ်လူမျိုးတွေရဲ့ဒေါသကိုဂျပန်ဘက်ကလှည့်ပစ်ဖို့ကြိုးစားလာနိုင်ပါတယ်။ဒါကတော့နိုင်ငံရေးလက်နက်တစ်ခုအဖြစ်ပြည်သူ့ဒေါကအကိုအသုံးချတာပါ။ F3 အကအဖွဲ့ရဲ့ကိစ္စလိုမျိုးအများပြည်သူကိုနှောက်ယှက်ပေးတဲ့အပြုအမူတွေဟာတရုတ်ရဲ့ယဉ်ကျေးမှုနဲ့ delay တွေဟာအနောက်တိုင်းနဲ့ဂျပန်ရဲ့စီးကမ်းတွေကိုစိန်ခေါ်နေတယ်ဆိုတော့နိုင်ငံတကာရဲ့ရှုမြင်ပုံကိုပုံမခိုင်မာစေပါတယ်။ဒီလိုလူမျိုးကြီးတင်းမာမှုတွေဟာနောက်ဆုံးမှာတော့နိုင်ငံသားချင်းနှိမ့်နှံမှုတွေနဲ့ခရီးသွားလုပ်ငန်းပေါ်တက်ရောက်မှုရှိလာနိုင်ပါတယ်။ ဥပမာဂျပန်နိုင်ငံမှာတရုတ်ခီးသွားတွေကိုကျူသွန်မှုရောကြလာတာတရုတ်ရင်းနှီးမြှုပ်နှံမှုတွေပေါ်စောင့်ကြည့်မှုတွေတင်းကျပ်လာတာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒီလိုလူမှုရေးတင်းမာမှုလေးတွေဟာအစိုးရနှစ်ခုကြားကကြီးမားတဲ့နိုင်ငံရေးစစ်ရေးတင်းမာမှုတွေကိုပုံမမီထိုးပေးလိုက်သလိုပါပဲပြည်သူချင်းချင်းမုန်းတိမှုတွေကြီးထွားလာလေလေနိုင်ငံရေးသမားတွေဟာပုံမပြင်းထန်တဲ့မူဝါဒတွေချမှတ်ဖို့ပုံမလွယ်ကူလာလေလေဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်တဲ့ရှီဂဲရူအီရှိပါက ထိုင်ဝမ်ရေးခင်းဖြစ်လာရင်ဂျပန်ရဲ့ရှင်တန်ရက်ဒီရေကိုချိန်ချောက်မှုဖြစ်လာနိုင်တယ်လို့ပြတ်သားစွာပြောကြားခဲ့ပါတယ်။ဒီလိုမျိုးအရေးကြီးတဲ့နိုင်ငံရေးခေါင်းဆောင်တို့ကနေထိုင်ဝမ်ကိုပုံမှန်လင်းလင်းထောက်ခံကြောင်းပြသလိုက်တာဟာတရုတ်ရဲ့အချုပ်အခြာအာဏာကိုဓာတ်ရိုက်စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ဒါကိုတရုတ်ဘက်ကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီးအိုဆာကာခြေဆိုင်တရုတ်ကောင်စစ်ဝင်ချုပ်ကဂျပန်ဝင်ကြီးချုပ်ကိုကြည်ရွယ်ပြီးခေါင်းဖြတ်ပစ်မယ်ဆိုတဲ့သဘောတက်ရောက်တဲ့ချိန်ချောက်စာမျိုးလူမှုကွန်ရက်မှာတင်ခဲ့ပါသေးတယ်။နိုင်ငံတကာတန်တမာဆက်ဆံရေးဆန်နှုန်းတွေနဲ့လုံးဝကိုမညီညွတ်တဲ့ဒီလိုချိန်ချောက်မှုဟာ တရုတ်ရဲ့ရန်လိုတဲ့သဘောထားကိုထင်ဟပ်စေပါတယ်။တရုတ်နိုင်ငံသားဝင်ကြီးဌာနကလည်းဂျပန်ကိုမသွားကြဖို့ခရီးသွားတတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ဒါဟာတရုတ်ရဲ့ပုံမှန်စီးပွားရေးလက်နက်အဖြစ်အသုံးပြုတဲ့နည်းပြူဟာပါပဲ။ဒါပေမဲ့ဂျပန် netizen တွေကတော့ကျေးဇူးတင်ပါတယ်။မလာကြပါနဲ့။အားလုံးပိတ်ပင်လိုက်ပါဆိုပြီးပြန်လှောင်ပြောင်ခဲ့ကြပါတယ်။ဒီလိုမျိုးပြည်သူချင်းချင်းကြားမှာပါမုန်တီးမှုတွေနဲ့ခါတိမှုတွေကြီးထွားလာတာဟာနိုင်ငံဆက်ဆံရေးရဲ့အနေအထားအဆင့်ကိုရောက်ရှိနေပြီဆိုတာကိုပြသနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ဒီလိုနိုင်ငံရေးတင်မာမှုတွေကြားမှာပဲတရုတ်ပြည်သူတွေကတော့ဂျပန်ယဉ်ကျေးမှုကိုနှစ်သက်နေစေဖြစ်တာပါပဲဂျပန်အနီမေးရှင်းဇာတ်က Demon Slayer ဟာတရုတ်မှာယုံတင်တော့ပောက်ကွဲထွက်မတတ်အောင်မြင်ခဲ့ပါတယ်ဘေကျင်းရှန်ဟိုင်းကွမ်ကျူးမြို့ကြီးတွေမှာလက်မှတ်တွေရောင်းမလာအောင်ဖြစ်ခဲ့တာကတရုတ်အစိုးရရဲ့ဝါရဖြန့်ချီမှုနဲ့ပြည်သူတွေရဲ့စိတ်ဆန္ဒတထက်တည်းမကြဘူးဆိုတာကိုပြသနေပါတယ်ဒုတိယအကြောင်းအရာကတော့ဥရောပဈေးကွက်မှာတရုတ်ထုတ်ကုန်တွေပိတ်ပင်ခံရတဲ့ကိစ္စပါ အထူးသဖြင့်အီတလီနိုင်ငံကတရုတ်ခရမ်းရှင်ဒီအနှစ်တန်ချိန်6သိန်းကျော်ကိုပိတ်ပင်လိုက်တဲ့တဲ့ရင်ဟာကမ္ဘာ့ကုန်သွယ်ရေးမှာတရုတ်ရဲ့ထုတ်ကုန်အရေးသွေးနဲ့ကျင့်ဝတ်ဆိုင်ရာပြဿနာတွေကိုမိမောင်းထိုးပြနေပါတယ်။ဒါကြောင့်ပိတ်ပင်ရလဲဆိုတော့အီတလီဟာကမ္ဘာကျော်ခရမ်းရှင်ဒီထုတ်ကုန်တွေပါစတာဆော့တွေထုတ်လုပ်တဲ့နိုင်ငံမှာဒါပေမဲ့နှစ်ပေါင်းများပါကြောင်းအီတလီကုမ္ပဏီတွေဟာဈေးပေါ်တဲ့တရုတ်ခရမ်းရှင်ဒီအနှစ်တွေကိုတင်သွင်းပြန်လည်ထုတ်ပို့ပြီး made in italy ဆိုပြီးကမ္ဘာကိုဖြန့်ဖြူးခဲ့ကြပါတယ်။ဒါဟာလိမ်လည်မှုတစ်မျိုးပါပဲ။ အခုနောက်ပိုင်းမှာတော့အကြောင်းရင်းနှစ်ချက်ကြောင့်အီတလီကတင်းကျပ်လာပါတယ်။ပထမအချက်ကတော့လူခွင့်ရေးဆိုင်ရာပြဿနာပါ။တရုတ်နိုင်ငံရှင်းကျန်းဒေသကခရမ်းကျင်သည့်စိုက်ခင်းတွေမှာအတ္တမလုံအားပေးခိုင်းစင်မှုတွေရှိနေတယ်ဆိုတဲ့ဆွဆွဲချက်တွေကြောင့်ပါ။ BBC ကထုတ်လွှင့်ခဲ့တဲ့စင်ပေါ်ကသွေးစွန်းနေသောပစ္စည်းများမှတ်တမ်းရုပ်တံကဥရောပစားသုံးသူတွေကိုလှုံ့နှိုးလိုက်တယ်လို့ဖြစ်သွားပါတယ်။ဥရောပနိုင်ငံတွေဟာလူခွင့်ရေးချိုးပေါမှုနဲ့ထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေကိုလက်မခံနိုင်ဘူးဆိုတဲ့ရည်တည်ချက်ကိုခိုင်မာလာစေပါတယ်။ဒုတိယအချက်ကတော့အစားအသောက်ပေးကင်းရေးပြဿနာပါ။ တရုတ်စိုက်ပျိုးရေးထုတ်ကုန်တွေမှာပိုးသက်စေဓာတ်မြေဩဇာနဲ့တားမြစ်ထားတဲ့စေဝါကျွမ်းကျင်တွေပါဝင်မှုများလွန်လာကြောင်းပါဒီအချက်ဟာတရုတ်ပြည်ရဲ့စိုက်ပျိုးရေးလုပ်ငန်းစံနှုန်းတွေဟာနိုင်ငံတကာစံနှုန်းတွေနဲ့ကြီးမားသောပွာဟနေသေးတယ်ဆိုတာကိုဖော်ပြနေပါတယ်ဒီပိတ်ပင်မှုကြောင့်စီးပွားရေးထိခိုက်မှုတွေဟာကြီးမားပါတယ်တရုတ်နိုင်ငံ Tianjin စိုက်ကန်းကကိုတောင်တွေမှာခရမ်းကျင်သည့်အနှစ်တန်ချိန်6သိန်းကနေ9သိန်းလောက်အထိပုံနေပါတယ်ဒါဟာ6လသာတင်ပို့မှုပမာဏနဲ့ညီမျှပါတယ်2015ခုနှစ်တတိယ3လပတ်မှာ တရုတ်ရဲ့ခဲအင်ဂျင်သည်တင်ပို့မှု900ခန်းလုံးကျဆင်းသွားပြီးအီတလီတနိုင်ငံထဲကိုရင်86ရာခန်းလုံးထိထိုးကျသွားပါတယ်။ဒီဖြစ်ရဟာတရုတ်ရဲ့ပို့ကုန်တွေကိုဥရောပဈေးကွက်ကတဖြည်းဖြည်းညင်းပယ်လာပြီးဆိုတဲ့သတင်းစကားကိုပေးနေပါတယ်။ခရမ်းကျင်သည်တင်မကပါဘူး။ဥရောပသမဂ္ဂကတရုတ်ကျပ်ဥတွေကိုလည်းပဋိစီဝါသေးပါဝင်မှုများလုံးလို့ပြန်ပို့ခဲ့ပါသေးတယ်။ဒီကိစ္စကတရုတ်ရဲ့အစားအသောက်ဘေးကင်းရေးပြဿနာဟာအလွန်တရာကြီးမားနေပြီဆိုတာကိုဖော်ပြနေပါတယ်။ရှန်ဟိုင်းကဖူတန်တက္ကသိုလ်ရဲ့လေ့လာချက်အရ တရုတ်ကလေးငယ်60ရာခိုင်နှုန်းရဲ့ခန္ဓာကိုယ်ထဲမှာပဋိဇီဝဇီအကျဉ်းကြံတွေတွေ့ရတယ်လို့ဆိုပါတယ်။ဒါဟာဆေးရည်အလွန်ကျွံသုံးဆွဲလို့ဖြစ်ရတာပါ။ပြားရည်၊ငါးစတာတွေမှာလည်းတားမြစ်ဆေးဝါးတွေတွေ့ရှိနေရပါတယ်။ဒီလိုမျိုးဓာတ်ရုပ်ပစ္စည်းတွေအလွန်ကျွံသုံးဆွဲတာဟာတရုတ်ပြည်သူတွေရဲ့ကျန်းမာရေးကိုကြီးမားတဲ့ချိန်ချောင်းမှုဖြစ်စေရုံသာမကနိုင်ငံတကာကုံသွယ်ရေးမှာပါတရုတ်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်။ဥရောပကတော့ဒီပြဿနာကိုမျက်ကွယ်ပြုတော့မှာမဟုတ်ပါဘူး။2025ခုနှစ်မှာစစ်ဆေးမှုညှို့ကိန်း28ခုတိုးထပ်တိုးပြီး တရုတ်ကုန်ပစ္စည်းတွေကိုပုံမူကြက်မှတ်တော်မှာဖြစ်ပါတယ်။ဒါဟာတရုတ်စိုက်ပျိုးရေးကဏ္ဍအတွက်အကြီးမားဆုံးစိန်ခေါ်မှုကြီးတစ်ခုပါပဲ။တရုတ်ဆိုရဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာအာရုံစိုက်ပြီးအစားအသောက်ဘေးကင်းရေးစံနှုန်းတွေကိုလှစ်လျူရှုထားခဲ့တဲ့ရလဒ်ကိုအခုလိုပြန်ခန်းစားနေရတာဖြစ်ပါတယ်။တတိယအကြောင်းအရကတော့တရုတ်ပြည်ရင်းကစီးပွားရေးလူမှုရေးပြဿနာတစ်ခုပါ။အဲ့ဒါကတော့အလကားသုံးအလကားပြန်ဖို့အရင်ကြီးမှုပါပဲ။တရုတ် e-commerce platform တွေရဲ့အခမဲ့ပြန်အန်းခွင့်ကိုလူတစုကအလွဲသုံးစားလုပ်နေကြတာပါ။ online ဈေးတဲ့ region ဖွင့်ကြတာကတော့တကယ့်ကိုစိတ်ပျက်စရာပါပဲ။ဝေပြီးမှပြန်ပို့ခြင်းဟာအဖြစ်အများဆုံးပြဿနာပါ။အမျိုးသမီးအများစုကအင်ကြီးအစ်တွေကိုဝယ်ဓာတ်ပုံရိုက်ပွဲတက်ရက်တော်ကြဝေပြီးမှတစိမ့်မဖြုတ်ပဲပြန်ပို့ကြပါရစေ။တချို့အင်ကြီးတွေဆိုရင် short ဖွက်ထားတဲ့အနက်ကိုနန့်တွေတောင်ရနေတတ်ပါရစေ။ဒါဟာကိုကျင်တရားကင်းမဲ့သွားအခွင့်အရေးယူတာပါ။ဆိုင်ရှင်တယောက်ဆိုရင်ပြန်ရောက်လာတဲ့ကောင်းဝဲအိတ်ကက်ထဲမှာနန်းစောနေတဲ့ခြေအိမ်ဟောင်းနှစ်ဖက်ကိုတွေ့လိုက်ရပြီးတော့နောက်တစ်ယောက်ကတော့အမျိုးသားအတွင်းကန်ဘောင်းမီဟောင်းတစ်ထည့်ပါလာတာကိုတွေ့ရလို့ အမျိုးသားဝင်နှန်းတွေတောင်မျက်နှာပြတ်ခဲ့ရပါတယ်။ဒါအပြင်ပစ္စည်းလည်းပြန်ပို့တာလည်းရှိပါမယ်။ဟူနန်ပြည်နယ်ကဝယ်သူတယောက်ဆိုရင်စိုင်ကတစိုက်ကိုမိကျင်တဲ့အပူပေးခွာယူပြီးသူ့ရဲ့အင်ဂျီဟောင်းမှာပြန်ကတ်ကစိုင်ကိုပြန်ပို့ခဲ့တာပါ။ဒီထက်ပုံမှန်အန်အသင့်ကြာကောင်းတာကတော့ချိန်ချောင်းမှုတွေပါ။အမျိုးသမီးတယောက်ဆိုရင်အင်ဂျီတစ်ထည်ကို၃လလောက်ဝယ်ပြီးမှခြိသားမကောင်းလို့ဆိုပြီးပြန်ပို့ခြင်းတာပါ။စိုင်ကလက်မခံတော့ငါဆယ်တက်တိုက်ပေါ်ရောက်နေပြီ။လက်မခံရင်ခုံချလိုက်မယ်ဆိုပြီးစိုင်ရှင်ကိုချိန်ချောက်ပါတယ်။ယွမ်း59ယွမ်း မြန်မာဝင်2000ခွဲဝင်းကျင်တန်းဘောင်းမီလေးတစ်ထည်အတွက်အသက်ကိုတောင်အပေါင်ထားရကြပါတယ်။ဒီလိုပြုမှုတွေကြောင့် online ဆိုင်ငယ်လေးတွေအများကြီးဒေဝါလီခံနေရပါတယ်။ပြန်ရတဲ့နှုန်းက80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိရှိနေတာကို။ဒါကြောင့်ဆိုင်ရှင်တွေကအခုနောက်ပိုင်းဝယ်စားတွေမှာ ဖြုတ်ရင်ပြန်မလဲဘူးဆိုတဲ့ A4 စာပြည့်ရဲ့တစိကြီးတွေတန်လိုက်တော့ cloud ကြီးတွေတက်ဆင်ပြီးရောင်းချလာရတဲ့အထိဖြစ်နေပါတယ်။ဒါဟာတရုတ်လူအဖွဲ့ကြီးမှာကိုကျင်တရားနဲ့ယုံကြည်မှုဘလောက်ထိယိုယွင်းပျက်စီးနေပြီလဲဆိုတာကိုမိမောင်းထုတ်ပြနေတာပါပဲ။ နောက်ဆုံးနဲ့အရေးကြီးဆုံးဖြစ်တဲ့တရုတ်ကွန်မြူနတီပါတီ CCP အတွင်းကနိုင်ငံရေးခရက်တွေကိုစလုံးရည်တိုးမြင့်ပြီးအသေးစိတ်သုံးသပ်ကြည့်ရအောင်ပါ။တမရရှိချင်းဖြစ်ရဲ့အာနာအခြေအနေနဲ့ပတ်သက်ပြီးသုံးသပ်စရာတွေဟာနိုင်ငံတကာမျက်မှောက်မှာပုံမှုထင်ရှားပေါ်ထွက်လာနေပါတယ်။စစ်တပ်တွင်တန်တဲ့မှုများဟာရှိချင်းဖြစ်ရဲ့အာနာတီမဲမှုပေါ်မေးခွန်းထုတ်စရာအကြီးမားဆုံးလက္ခဏာဖြစ်ပါတယ်။မကြသေးမီကထိတ်တန်းဗိုလ်ချုပ်ကြီးကိုဦးကိုတပြိုင်တည်းရာထူးကဖယ်ရှားလိုက်တာဟာတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အတွင်းမှာကြီးမားတဲ့လှုပ်ခတ်မှုပါပဲ။ ည်သူ့လူမျိုးရေးတက်မတော်သတင်းစာကလည်းအကျင့်ပြချစားမှုတိုက်ဖြတ်ရေးကိုရှော့မပေးဘူးတောင်ထိပ်ကိုတက်မယ်စသဖြင့်ပြင်းထန်တဲ့တတိပေးစာတွေဇက်တိုက်ရေးသားနေပါတယ်ဒါဟာစစ်တပ်အတွင်းမှာအုပ်စုခွဲတွေတစ္ဆာရှိမှုအားပြိုင်မှုတွေရှိနေတယ်ဆိုတဲ့ရှင်းလင်းတဲ့လက္ခဏာပဲဖြစ်ပါတယ်ရှီကျင်းပြင်ဟာသူ့ကိုတစ္ဆာမခံတဲ့သူမှန်သမျှကိုအမြင့်ဖြတ်တုတ်တင်မှုကြိုးပမ်းနေတာဖြစ်ပေမဲ့ဒီလိုမျိုးအရေးပါတဲ့ဗိုလ်ချုပ်ကြီးတွေအများပြဖယ်ရှားခံရတာဟာသူ့ရဲ့အာဏာကိုစိန်ခေါ်နေတဲ့ပြည်ရင်းပုံကံမှုတွေကျယ်ပြန့်လာနေပြီဆိုတာကိုဖော်ပြနေပါတယ် နောက်တစ်ခုကတော့ရှန်ကျန်းနိုင်ငံရေးအပြောင်းအလဲပါရှန်ကျန်းမြို့ဆိုတာရှီကျင်းဖင်မိသားစုရဲ့ဒုတိယအမာခံနယ်မြေလို့သတ်မှတ်ထားပြီးတရုတ်ရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ပြရုပ်လည်းဖြစ်ပါတယ်ဒါပေမဲ့အခုခါမှာရှန်ကျန်းပါတီအတွင်းရေးမှုနေရာကိုရှီရဲ့ပြိုင်ဘက်အုပ်စုနဲ့ဆက်နွယ်သူမန်ဖန်နေကနေရာယူလိုက်ပြီလို့သတင်းတွေထွက်နေပါတယ်အစင်လာရရှီရဲ့လူယုံတွေပဲထိန်းချုပ်ထားတဲ့နယ်မြေတစ်ခုမှာပြိုင်ဘက်အုပ်စုဝင်တို့ဝင်ရောက်နေရာယူလိုက်တာဟာရှီရဲ့ဩဇာအာဏာရော့ပါလာခြင်းရဲ့အလွန်အရေးပါတဲ့လက္ခဏာတည်းရဲ့လို့နိုင်ငံရေးသုံးသပ်သူတွေကဆိုပါတယ် ဒါဟာပါတီအတွင်းမှာရှီရဲမဟာမိတ်တွေဟာအခြေခံနေမြေတွေကိုစတင်ဆုံးရှုံးနေပြီဆိုတဲ့သဘောပါပဲ။ပိုပြီးအလေးနက်ထားဆောင်ကြည့်ရမှာကတော့ရှီချင်းဖင်ပျောက်ဆုံးနေခြင်းပါ။နိုဝင်ဘာလထဲမှာကျင်းပခဲ့တဲ့အရေးကြီးတဲ့အစည်းအဝေးတွေမှာရှီချင်းဖင်ကိုယ်တိုင်တက်ရောက်ခြင်းမရှိဘဲညွှန်ကြားချက်တသက်သာပေးပို့ခဲ့တာကိုတွေ့ရပါတယ်။ဥပမာ2020တုန်းကတရားဥပဒေစိုးမိုးရေးညီလာခံမှာသူကိုယ်တိုင်မိန့်ခွန်းရှီချင်းပြောခဲ့ပြီးအဖွဲ့ဝင်တွေအကုန်စုံကြီးတက်ရောက်ခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်ဒီနှစ်မှာတော့သူမတက်ရောက်ခဲ့ပါဘူး။ အမြဲတမ်းကော်မတီဝင်နှစ်ဦးပဲတက်ရောက်ပြီးအခမ်းအနားအဆင့်တန်းကိုတည်တည်တသာရှော့ချလိုက်ပါတယ်။မီဒီယာတွေမှာသူ့ကိုချီးကျူးတဲ့လေတံတွေလည်းတည်တည်တသာရော့ချသွားပါတယ်။ရှီကျင့်ဖျင်အတွေးခေါ်ဆိုတဲ့စကားလုံးတွေနှဲပါသွားပါတယ်။ဒါရီအားလုံးကိုခြုံငုံသုံးသပ်ကြည့်ရင်ပြီးခဲ့တဲ့တတိယကြိမ်မျက်နှာဆုံးကြီးအစည်းအဝေးအတွင်းမှာရှီကျင့်ဖျင်ကျမ်းမာရေးထိခိုက်ခဲ့တယ်။ဥပမာလေဖြတ်ခဲ့တဲ့ဆိုတဲ့ကောလာဟလာတွေဟာအမှန်တကယ်ဖြစ်နိုင်ခြေရှိနေပါတယ်။သူ့ရဲ့အနာကိုပါတီအတွင်းကအကြီးအကဲတွေကပြန်လည်ထိန်းချုပ်လိုက်ပြီလားဆိုတာကိုစောင့်ကြည့်ရမယ့်အခြေအနေပါပဲ။ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့2025ခုနှစ်နှောင်းပိုင်းတရုတ်နိုင်ငံရဲ့အခြေအနေဟာအပတ်ပတ်ကယိုယွင်းလာနေပါတယ်။တန်တမန်ရေးမှာအိန္ဒိချင်းဂျပန်နဲ့တင်းမာမှုအမြင့်ဆုံးကိုရောက်နေပြီးစီးပွားရေးမှာအီတလီခရမ်းကျင်တီပိတ်ပင်ခံရတဲ့လိုမျိုးနိုင်ငံတကာကုံသွယ်မှုစစ်ပွဲတွေနဲ့ရင်ဆိုင်နေရတဲ့အပြင်လူမှုရေးမှာအွန်လိုင်းဈေးဝယ်လောကမှာတော့ကိုကျင်တရားပြပြမှုတွေကြုံတွေ့နေရပြီးနိုင်ငံရေးကောင်းဆောင်မှာလည်းသမရရှိရဲ့အာဏာမရေရာမှုတွေရှိနေပါတယ်။နဂါကြီးဟာအပြင်ပန်းမှာဟိမ့်ဟောက်နေပေမဲ့ အတွင်းထဲမှာတော့ယောဂအပေါင်းစုံနဲ့နာမကျန်းဖြစ်နေပြီဆိုတာထင်ရှားနေပါတယ်။တရုတ်ရဲ့ဒီလိုအတွင်းမိတွေဟာကမ္ဘာစီးပွားရေးနဲ့နိုင်ငံရေးကိုပါဆက်လိုက်ထိခိုက်စေနေအောင်မှဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစေခင်ဗျာ။